ဝိတုကမ္မဆိုတဲ့လိုချင်စရာအာယုန်တွေကိုလိုချင်တာကိုလည်းကာမလို့ခေါ်တယ်အဲ့ဒါကြတော့ကိလေသာကာမနော်ကာမဆိုတဲ့သကလုံးလေးမှာဒီတရားကိုကောက်ယူပြတာနှစ်မျိုးရှိတယ်လိုချင်စရာအာယုန်ကိုလည်းကာမလို့ခေါ်တယ်စပေကဝိတုကမ္မလို့သုံးတယ်လိုချင်စရာအာယုန်တွေကိုလိုချင်နေတာဟာလည်းပဲကာမပဲအဲ့ဒါကြတော့ကိလေသာကာမလို့သုံးတယ် အဲ့လိုကိလေသာကာမနဲ့လူချင်းစရာအာယုန်တွေပေါ်မှာမမောတွေ့တာပြီးလူချင်းမှုရရှိတဲ့အခါမှာစိတ်ချမ်းသာမှုဝမ်းသာမှုဆိုတာဖြစ်တယ်အဲ့ဒါကိုကာမတုခလို့ခေါ်တာပဲမျက်စိကကိုကြိုက်တဲ့အဆင်အာယုန်မြင်ရမယ်နားကကြိုက်တဲ့အသံကြားရရင်နှာခေါင်းကကြိုက်တဲ့အနံ့နမ်းရလို့ရှိရင်နမ်းရှူရလို့ရှိရင်လျှာကကောင်းတဲ့အရာသာ လက်ရရလို့ရှိရင်ခန္ဓာကိုယ်ကကောင်းတဲ့အထီးတွေထီးတွေ့ရလို့ရှိရင်ဒုက္ခသောမနတ္တကိုချမ်းသာခြင်းစိတ်ချမ်းသာခြင်းဆိုတာရတယ်အဲ့ဒါကိုကာမဒုက္ခလို့ခေါ်တာပဲလောကလူတွေခံစားနိုင်တဲ့ဒုက္ခဟာကာမဒုက္ခပဲသစ္စာဘလောက်ချမ်းသာချမ်းသာဘာချမ်းသာခံစားကာမဒုက္ခခံစားလောကလူတွေအားလုံးဟာကာမတုခခံစားနေကြအဲ့ဒီကာမတုခကိုကြော်လွန်ပြီးတော့ ကာမဒုက္ခကိုဆုံးလွတ်ပြီးတော့မှရနိုင်တဲ့ခြားနာဒုက္ခကြတော့နိခမ္မဒုက္ခလို့ခေါ်တယ်။အဲ့တော့မြတ်စွာဘုရားကအဲ့ဒါကိုရှင်းလင်းပြီးတော့ဟောပြဖို့အခြေခံသီလကာမဒုက္ခတဲ့ဟိုနစ်မြုပ်ပြီးတော့နေတဲ့ပုံကိုယ်တွေနဲ့ပတ်သက်ပြီးတော့မနေ့ကပေါတလိယဆိုတဲ့တရားကြီးကသူကာမကိစ္စတွေလောကီကိစ္စတွေအလုံးဖယ်ထားပြီးပြီပေါ့ သူ့ဘဝသူပြောင်းလဲလိုက်ပြီလို့သူကပြောနေတာပြောလိုက်တော့သူပြောင်းလဲတယ်ဆိုတာအမိနာမနဲ့အလုတ်ခိုင်လောက်ပဲပြောင်းတာဘလုံးမလုတ်ပဲနေတာပဲရှိတယ်အရေးကြီးတဲ့ပြောင်းလဲမှုကြီးမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကမဟုတ်ဘူးပြောင်းလဲတယ်ဆိုတာဒုသဒနာမှာအခြေခံကိုချင်းသီလမရှိတဲ့ဘဝကကိုချင်းသီလရှိအောင်ပြောင်းရမယ်လို့သူတို့ဟောတယ်ဒါဖြင့်ကိုချင်းသီလရှိတဲ့ဘဝရောက်တော်မှပဲ ကာမဂုဏ်အာယုန်တွေကလွတ်တလားလို့ဆိုမလွတ်သေးဘူးကိုကျင့်တရားတော့ကောင်းတယ်သို့တော့ကာမတုခခံချမ်းသာကိုခံစားပြီးတော့နေကြသေးတယ်ဆိုရင်ပြောင်းလဲမှုမရသေးဘူးအဲ့ဒီကနေပြီးတော့တုတ်တက်ပြောင်းလဲမှုကြတော့ဒီကာမတုခတွေကိုဖယ်ရှားနိုင်ဖို့ကြိုးစားကြရမယ်။ဘာဖြစ်လို့ကာမတုခဖယ်ရှားခိုင်းတာတုံးလို့ဆိုကာမတုခဆိုတာဘဟုဒုက္ခဘဟုပါယတာ ဘဟုဒုက္ခအမတမဒုက္ခများတယ်ဒုက္ခတွေကိုလည်းဖြစ်ပုံစေတတ်တယ်ဘဟုပါယတအမတမဆင်းရဲပြိပန်းမှုတွေများတယ်ဒါတွေမကဘူးအာဓိနောအိဋ္ဌဘိညောတဲ့အပြစ်တွေအနိယတွေလည်းအလွန်များတယ်လို့ပြောဒီကာမချမ်းသာတယ်တကယ်တော့ကာမဒုက္ခဆိုတာချမ်းသာဒုက္ခကိုပြည့်ပြည့်ဝဝခံစားလို့ရတာမှမဟုတ်တာခံစားလို့မရတဲ့အပြင်မှာကာမဒုက္ခရဲ့နောက်ဆွဲမှာ ဆင်းရဲဒုက္ခတွေအများကြီးလာတာကိုဒါကြောင့်မလို့မြတ်စွာဘုရားကအေးလူတွေလူချင်းတန်တနေတဲ့ကာမတုခဆိုတာဟာဘာနဲ့ဥပမာတူးတယ်လဲကာမကုံအာယုန်နေဆိုတာဘာနဲ့တူးတယ်လဲဆိုတာဆင်ញင်သုံးသပ်ဖို့လိုအပ်တယ်တဲ့မဆင်ញင်မဲနေရင်တော့ဒါတွေကခြေနှက်เสียပျော်เสียကြီးလို့စိတ်ထဲမှာထင်နေကြတယ်ပေါ့တကယ်တော့အလွန်အန္တရာယ်များတဲ့အရာတွေလို့မြတ်စွာဘုရားဟောထားတာ ဗဟုဒုက္ခဆင်းရဲမှုတွေများတယ်ဗဟုပါယတာပင်မမှုတွေစိတ်ပင်မစရာတွေများတယ်အာတိနဝဣထပိယအနိယေတွေအလွန်များတယ်လို့ကာမတုခ္ခအဲ့တော့အဲ့ဒီကာမတုခ္ခနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဥပမာခုနှစ်ချက်နဲ့ဆင်ញင်စဉ်းစားဖို့နီလံပေးတယ်။ဘာဖြစ်လို့ဒီနီလံပေးတော့ဆိုကာမတုခ္ခခံစားနေတဲ့အဆင့်ကနေပြီးတော့ နိခမ္မတုခကိုပြောင်းလဲပြစ်ဖို့ကာမတုခကနေပြီးတော့နိခမ္မတုခဆိုတာပြောင်းလဲလုပ်ဖို့အတွက်နီးလန်းပေးတဲ့သဘောပေါ့အဲ့ဒီမှာပေါ်တလိယဆိုတဲ့တက္ကဟိုမြတ်စွာဘုရားတို့သာသနာမှာခုချင်းသီလပြောင်းတာဟာ ဒါပြည့်စုံတဲ့ပြောင်းလဲမှုလို့မခေါ်နိုင်သေးဘူးတဲ့ဓိတဲ့အစင်မြင့်တဲ့ပြောင်းလဲမှုပြည့်စုံတဲ့ပြောင်းလဲမှုရှိသေးတယ်ဆိုတော့အရှင်ဘုရားအဲ့ဒါလို့ဆိုရင်ပြည့်စုံတဲ့ပြောင်းလဲမှုတပည့်တော်ကိုမိန့်ကြားပါတပည့်တော်သိပြရစေဆိုတော့မြတ်စွာဘုရားကကောင်းပြီဘုရားကတရားဟောပြီဆိုတဲ့အခါမှာစကားလေးနှလုံးနဲ့မှာကြားလေးရှိပါမှာလဲလို့ဆိုသူနာဟိ ပါဒုကံမနတိကရောဟိဆိုစကလုံးပဲသူနာဟိသို့မဟုတ်သူနာထနာဆိုင်ပြီးထောင်းမာတဲ့ဒါကတခုပါဒုကံမနတိကရောထကောင်းကောင်းစိတ်ထဲမှာနှလုံးသွင်းဆင်ခြင်မာလို့ဘာဖြစ်လို့တော့ဆိုအဲ့ဆိုဗျာဟောတဲ့တရားကတမန်ပြောနေချာစကားတွေမဟုတ်သည့်အတွက်ကြောင့်ဂိယုတ္တဆိုင်နားမထောင်ဘူးဆိုလို့ရှိရင်လွတ်သွားနိုင်